အခန်းရှိမှရေလဲတယ်တဲ့အရေလဲမှအဖတ်တွင်ပဲအခန်းဆိုတာပါရမီကိုပြောတာပါရမီခံမရှိရင် ပို့ကျိုးစားရလိမ့်မယ်တို့ဖျားရှင်အောင် ပါရမီပြည့်အောင် လေးသင်ချင်းတဲ့ကဘာတသိန်းဖြည့်ဆည်းခဲ့ရတာဘဝဆက်ဆက်ကကျိန်ဖန်များစွာပြုလုပ်အားထုတ်ခဲ့လို့ဘဝတမလိုက်ပါအကျိုးပေးတာကိုပါရမီလို့ခေါ်ပါလေအလေးရှိမှအကျင့်ဖြစ်တယ်ကျင့်ဖန်များလို့ဆွဲလိုက်ရင်အကျင့်ကနေဇယိုက်ဖြစ်လာတယ် ဇိုင်းကနေထုံလာတဲ့ဒါကိုပါရမီလို့ခေါ်ကြတယ်တဲ့ဒီထုံတတိဟာနောက်ဆုံးမှာဝါသနာဖြစ်သွားတယ်ဝါသနာအစင်ရောက်ရင်တော့ဖျားတော်မတားနိုင်ဘူးဒါကြောင့်မိမိဝါသနာအရင်ပါရင်မြမတကြားမစိုးထားနဲ့ဘသူမှတော့မှမတားနိုင်ဘူးလို့ရှေးသူတော်ကောင်းတွေကဝင်ကြောက်ခဲ့တာပဲဝိဇာချင်းချင်းတဲ့လူဟာထူးတာနဲ့ယူတာနှမျိုးပဲရှိတယ်ဗောမယူရင်ထူးထူးမှအကူလို့ရမယ်ကူးတယ်ဆိုတာက ဒီရုပ်ကြမ်းခန္ဓာကိုစွန့်ပြီးတိတ်တိတ်ရှိတဲ့ရုပ်နုနဲ့ဝိဇာတမ်းပြီးကူးတာပြောတာအများလိုနေအများလိုကျင့်နေလို့တော့အများလိုဖြစ်နေအောင်ပါပဲဥပ္ပဝုလှေရှားသလိုလူတွေကလူပဲဖြစ်လိမ့်မယ်သူများနဲ့မတူအောင်နေမတူအောင်ကျင့်အဲ့ဒီတော့အများကိုယူးနေပြီးထင်ကြလိမ့်မယ်အေးထင်ကြပါစေယူးမှလည်းထူးမှာကိုမြမပြည်ထဲမှာဝိဇာတမ်းပြီး၅ခုရှိတယ်လူသားမန်လေးမသိနိုင်မတွေ့နိုင်တဲ့နေရာလေးပေါ့တဲ့ သိကျင်ရင်အလုတ်လုတ်ကြည့်ပေါ့တဲ့လူတွေနဲ့မထိုက်တန်လို့ကွယ်ထားတာတဲ့ဒီဘွားနဲ့ဒီလုတ်ငုံဆိုင်ထားသလိုကျင်းမအောင်မြင်မယ်ဆိုတာမှတ်ထားဆရာတော်ကြီးရဲ့တလုံးချင်းမိန်ကြားသမျှရိုးသေးသေးနှာယူတယ်ကျေးဇူးကြီးလာပါတယ်ခင်ဗျာတပည့်တော်ရင်ထဲမှာ စွဲမြက်စွာမှတ်သားထားပါမယ်လို့ရှုပ်လိုက်ပါလေဆရာတော်ကြီးကထပ်ပြောပါတယ်ဝိဇ္ဇာဆိုတာအတိလင်းပဲတဲ့ဝိဇ္ဇာမှာလောကုတ္တရာဝိဇ္ဇာ လောကီဝိဇ္ဇာရဲ့လူနှစ်မျိုးရှိတယ်။လောကုတ္တရာဝိဇ္ဇာကဝိပဿနာအားထုတ်ပြီးမတ်ဖို့နိဗ္ဗာန်မျက်မှောက်ပြုတယ်။လောကီဝိဇ္ဇာကတော့တပ်ပညာတစ်ခုခုနဲ့သိတိစေပါပြည့်အောင်ကျင့်ရတယ်။အကျင့်မှန်ဖို့ဆိုတာအတိမှန်ဖို့ကအရေးကြီးတယ်။အတိမမှန်ရင်အကျင့်မမှန်ဘူး။အကျင့်မမှန်ရင်တော်ယုံနဲ့ခရီးမရောက်ဘူး။စင်ကြိုက်တော့ငါပြီးရင်ဘကိုဟင်းတာကုန်းကိုသွားအလုံးလုံးနေတဲ့အချိန်မှာဘဝအဆက်ဆက်ကအမျိုးတွေလာကြလိမ့်မယ်မကြောက်နဲ့ ဟင်းသာကုန်ပြီးရွှေရကုန်ဖျားအင်္ဂါတော့မှညောင်ပင်ကြီးရှိတယ်အဲ့ဒီညောင်ပင်ကြီးအောက်မှာအလုတ်လုတ်ညောင်ပင်ပေါ်ကပုပ်ကိုဆင်းလာပြီးဘာလို့ရှိတယ်လဲလို့မေးရင်ဘာမှပြန်မဖြစ်နဲ့ကိုကိစ္စသာကိုပြီးအောင်လုပ်ဘဝနဲ့ရင်ခန္ဓာနဲ့ရင်းမရတဲ့အရာပော့တေးတေးမမတ်လေးနဲ့အရင်ကြီးမှအမျက်ကြီးတယ်ကိစ္စမပြီးခင်ရွာပြန်မခောက်မိစေနဲ့တဲ့ဆရာတော်ကြီးဟာခန္ဓာစကန်ဝင်မဲ့ကိုအောင်ကိုမနာတမ်းမိတော့မှာလေး ။ပေါမခီလည်းမဘေးရန်နေကြုံခဲ့ရင်ငါ့ကိုတားလိုက်တယ်။မိမပိတ်ဖြူစာပါလာတယ်။ဆရာတော်ကြီးကကိုအောင်မီးနဲ့ပိတ်ဖြူစာကိုယူလိုက်ပြီးညာဘက်လက်ခွန်းနဲ့ဖိကက်လိုက်တဲ့အခါဆရာတော်ကြီးရဲ့လက်မပုံတော်ကတစ်စိပ်ရိုက်ထားသလိုပိတ်ဖြူပေါ်မှာထင်းကနေပေါ်လာပါလိမ့်။ရော့ညာရှိသလိုသုံးမိတော့တဲ့။ရွှေရကုံကိစ္စပြီးငါ့စီရောက်အောင်ပြန်ခင်။ဖျားအထီးတင်ပြီးမင်းနဲ့ကအတွင်းစခန်းတူဝင်မယ်။ငါမျက်စီလဲပကတိအတိုင်းပြန်ကောင်းလိုက်မယ်တဲ့။ ဩဆရာတော်ကြီးကမျက်စိနှစ်ကွင်းအလင်းမရပဲကိုလူကောင်းတိုင်းမို့မျက်စိမမြင်တာကိုသတိမထားမိတဲ့ကိုအောင်ဟာစိတ်ထဲကနေအံ့ဩမိပါလေမင်းအံ့ဩနေတာလားဒါကမန်သားမျက်စိကွာအချိန်တိုင်းပြန်ကောင်းလာနိုင်သေးတယ်အေးမင်းညံမျက်စိကွယ်ပါရင်တော့တန်တရားမှာမျောပြုံမယ်အတိတ်ဝကြွေးတွေပေါ့ကွာဆရာတော်ကဖျားထီတော်ကိုမိုးကြိုးခဆင်ကဆက်ကွင်းမိပြီးမျက်စိနှစ်ကွင်းကွယ်ခဲ့တယ်လို့လည်းသိရပါတယ် ဇင်းကြိုက်ဆန်တော်ရှင်ကိုရှေးကကြိုက်ပြင်းတယ်လို့ခေါ်တယ်ဗျအလွန်ဝိသေသာထူးခြားပြီးလက်နက်ကားတွေဆုံးရှောက်တယ်ဆိုတယ်ထူးခြားတဲ့နတ်စေးကမုန်းတွေရှိပြီးဇောကြီးတွေစေးကြရဂူအောင်ရနေရာထူးတွေလည်းရှိပါလေကိုအောင်ဟာဆရာတော်ကြီးစီကနေထွက်လာပြီးဇင်းကြိုက်ဆန်တော်ရှင်ရှိရာကိုခြေလင်ခီနဲ့လာခဲ့တာတလားကြော်ကြားတယ်လို့ဆိုပါလေတွေ့ရစီရဲ့နဲ့တုတ်တန်ဒီမှာအိတ်ရေဝူးစင်ကရေတောက်လူမဲ့သူရှင်ရင်စာဝိဇာလန်းစင်ကျင့်တဲ့သူဟာပေးရာယူကျွေးတာစားထားရနေဆရာတော်အရင်ကြီးမှ အမျက်ကြီးမယ်မဟုတ်ပါလားလိုင်းကူတရန်ကြောက်တုံးအောက်မှာနေရယူလာရောက်အောက်မှာတင့်တယ်စွာစံပယ်နေတဲ့ဇင်းကြိုက်စံတော်ရှင်စီတီကိုဥခိုက်လိုက်ပါတယ်အိုးပြည်တဲ့ရခပေါင်းတင်းတို့နဲ့ငါသည်တန်စရာအဆက်ဆက်မှာဆွေမျိုးတော်ဆက်ခဲ့ပါ၏တင်းတို့သည်ငါ၏အမိဖအရာ၌တီပါငါသည်လည်းမိဘအရာ၌တီပါအံမြစ်တာမြစ်တာအရေးကြီးတယ် တော်တော်ကုလုံးအာယုံပြုမေတ္တာတတ်ဖို့လွတ်တယ်။ပရိထုတ်ဒိဋ္ဌံတင်တရားရှင်တို့ပရိတဲ့ကစိတ်ထမ်စိတ်ကလုံးဝလွတ်ထမတော့ထိမ့်ချုပ်ပြီးတော့တရဏဂုံသုံးပါးရွတ်လိုက်ပါလေ။ရှင်ထဲမှာအေးချလိုက်တာ။ပထမတရက်နေ့ရတော့မထူးဘူးဗျ။၄ရက်မြောက်နေ့တနေ့မျက်လွာချပြီးပရိစိတ်နေတော့ရုတ်တရက်ဝါတရက်ကနေကြာဟွင်းနေကြလို့ဘာလဲလို့အာယုံပြုကြည့်လိုက်တော့ จ้าတဖြည်းဖြည်းနဲ့အနားမှာလာစောင့်ကြောက်ထိုင်နေလေရဲ့နှကြားလို့ဆိုပါလေသူလဲတန်တရာခီးသွားငါလဲတန်တရာခီးသွားလေပဲကြောက်စရာမလိုဘူးငါစိတ်ကိုသတိနဲ့ထင်းကျုပ်စူးဆိုင်မြတ်တာပုတ်အာယုံနဲ့ထအောင်ကြည့်မယ်ဆိုပြီးကြည့်လိုက်တော့ရှက်ပန်းထက်အနေစီးထားတဲ့လူတစ်ယောက်ကကြားကိုဟင်းဟောက်ပြီးပြန်ခေါ်သွားတာတွေ့လိုက်ရပါလေအကျင့်စခန်းဝင်တဲ့လူတိုင်းအတွက်မြစ်တောင်ရဲ့သစ္စာကအဓိကပါပဲ။ နက်ပိုင်းဖလက်ရွာနဲ့ဈေးထဲသွားအလူကံရလာတဲ့ငှပြောသည့်မလကာသည့်နဲ့မုံတွေကိုဖျားဆွတော့ကအာဟာရတော့ကလည်းပူစီရမရှိဘူးဒီလိုနဲ့ကိုရဲ့မြောင်းနေမှာလာရောက်ကလည်းလင်းလို့ညလေကတဖြူးဖြူးစိတ်တွေကအထူးကြည်လင်နေပါလေဆရာတော်ကြီးမိတ်နဲ့တိုင်းဇင်းကြိုက်တောင်မကြီးကိုခေါ်ပြီးမင်းမြောက်တစားတွေယူခိုင်းလိုက်ပါတယ်ထမ်းပင်လောင်ရဲ့နဲ့ကြောက်တတကြီးတလုံးမချီလာပြီးတောင်မန်ကြီးရောက်လာတာမဟုတ်တော်ယုံတတိနဲ့ဆိုရင်တော့ထိတ်လန့်ဖွယ်ရပါ တက်တာတဲကမင်းမောက်တစားတွေထုတ်ယူဝကြည့်ပြီးတော့နောက်တောင်မှကြီးပြန်ထွက်သွားပါလေ။တကောင်ကြော်လောက်မှတော့အမျိုးသမီးလေးဦးရောက်ပြီးထိုင်ကြတော့ပါလေ။ရှေ့စမှာထိုင်နေတဲ့အမျိုးသမီးကဇင်းကြိုက်တော်တော့တွေဘောက်ကတန်နိုင်ချင်းစောမြကေတီတဲ့။အခုညီပေးဖို့ရောက်လာတာပါ။ပြုသမားကုသိုလ်အမျှဝေတဲ့အခါတာရုခေါ်ပြန်ထွက်သွားပါလေ။စင်ကြယ်ဆန်တော်ရှင်ကိုဝေးကပဲဖူးမြော်ပြီးဘကိုဟင်းသာကိုမလောက်စခန်းလို့ဖို့ထွက်လာခဲ့ပါတယ်။စင်ကြယ်ဆန်တော်ရှင်တောင်တော်မြတ်မှာရှိတယ်။တောင်မကြီးနဲ့တကွပိုက်နှန်းရှင စောမြခဲ့သည်တောဆောင်တောဆောင်တွေအလုံးကျွန်ုပ်ပြုသည်မကုသိုလ်အစစကိုအမြောက်ပေးဝေလာတယ်ဆိုပြီးတော့အမြောက်ဝေလိုက်ပါတယ်စင်ကြိုက်ကထွက်လာတော့ဝါကောင်လောပြေကျော်တရက်ပေါ်တောင်ပေါ်မှာကင်းဝန်းဆံပယ်နေတဲ့မြသပိတ်စည်းတော်ကိုဥခိုက်ပြီးမော်တော်ကားလမ်းလေးတိုင်းတွေ့ွေ့ရှောက်လာခဲ့ပါလေ။ငကိုဖြူလာတဲ့အသားကြီးဟာနေလောင်လို့ကျင်းနေအောင်တန်းလို့မိုးစိတ်ကျင်းဆွဲလက်မရိပ်အား။တစ်ခေါက်ဆိုရောင်တွေကလည်းဂျေးထက်ထက ကြိုက်ထုတ်ကိုရတော့နေဝင်စားပြုပြင်မှုတညတာနားခေါ်ဖို့အယုံကြရာဆရာတော်ဦးတီလောကသတင်းသုံးခဲ့တဲ့တခြားတောင်ပေါ်ကိုရောက်အောင်သွားပြီးအစဉ်သင့်တွေ့တဲ့ပြက်လီမှာပဲလဲလျောင်းနေလိုက်ပါလေမိုးသက်လေကအေးစင်စင်နေပေါ့လာယုံက လင်းထိန်လို့ဒါနဲ့တဲပေါ်ထိုင်ပိတာပွားရင်သကောင်းရံမှာတဖြည်းဖြည်းနဲ့လမ်းလျှောက်တင်ကြားလိုက်ပါလေအယုံဆိုင်ကြည့်လိုက်တော့ဇောကြီးဝဆောင်းနဲ့ခလီလီတယောက်ပြော လက်ထဲမှာလဲဒုတ်လေးကင်လို့ဟဲ့ဒီအချိန်ကြီးပဲခလင်းလာကစားတာလဲမဟုတ်သေးပါဘူးခါဆိုပြီးတေချာအာယုံကြည့်လိုက်တော့မုတ်စိတ်လဲပါရဲ့ရင်စည်းနေစီပြီးနဗန်စာလေးတွေလဲချတာတော့လာရောက်နေထင်ရှားတွေ့လိုက်တော့အော်အော်တင်တော့ပါလေဒါပေမဲ့အရက်လေးကခလီးလောက်လေးပဲမသိရင်ဇော်ကြီးရုပ်လေးလမ်းထလျှောက်လာတာလားနနာဘွားလားဇော်ကြီးစစ်လားဝေခွဲမိရဖြစ်နေပါလေမိမိအနာရောက်ခန်းဒီမှာကြိုက်သီးရစံတော်ရှင်ရှိရဘက်ကိုမြားရစင်းပြစ်လိုက်သလို အဟုန်တော့ဝုန်းကနေပြန်တက်သွားလေညတနာကြီးကြော်မှာတော့သင်းပြက်နေရင်နဲ့တူအဖြူရောင်ဝအုပ်ပေါင်းနဲ့အယောင်ကြီးလင်းလွန်ထွက်လွန်းနေတဲ့ဘလို့မကိုကြည့်လို့တော့မရနိုင်တဲ့လူတယောက်ရောက်လာပါတယ်တဖြည်းဖြည်းနဲ့အယောင်ဆိုင်ကြီးမှာပြုံးကြည့်နေတာမြင်ရပါတယ်ပြုံးကြည့်နေရင်ကလဝါနှစ်ဖက်ဆွဲလိုက်ပြီးတစ်ဖက်စီမှာအခရာတလုံးစီရေးပြီးပြီးလူသူတော်ကြီးကပြန်ထွက်သွားပါတယ်ထူးထူးခြားခြားရှေထွက်နေတဲ့လက်ခလက်ကြောင့် ထမံဘဘို့အောင်မလားဆိုတာသိလိုက်ရပါလေ။ Can I key the ပိုင်းဆက်ကိုဆက်လက်တင်ဆက်ပေးပါမယ်။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။